းတော်လည်းရှင်ဘဝင်းကျင်လည်းရှင် အတွေ့လည်းရှင်အလုပ်လည်းရှင်တနေ့နေ့ဘာလုပ်ရမလဲဆိုတာရှင်းလင်းနေရဲ့စိတ်ရှိရသူတွေ မြင်ဖို့ရမလားဥမာ business လုပ်တယ်ဆိုလို့ရှင်လဲ business တစ်ခုတည်းကိုပဲဒီအလုပ်ကိုကိုကဥဒစာဝင်တို့လုပ်နေရတဲ့သူမျိုးတွေမဟုတ်ဘူးသုံးလေးခုလုပ်တယ်ဆိုရင်တော့အဲသုံးလေးခုကိုသူတို့ organize ပြနေနဲ့ဆက်ပြီးတော့လုပ်နိုင်နေတယ်အဲဆိုသူတို့ဘာစနစ်တွေသုံးတာလဲပေါ့အဲ့တော့ဒီနေ့စု organize mind ဆိုရဲစာအုပ်ကအချက်လက်တွေရောကိုယ်သဘောကျတဲ့အချက်လက်တွေအကုန်လုံးစုပြီးတော့ presentation လေးလုပ်ထားကြည့်အောင် ဒီနေ့ဒီ presentation မှာပြောသွားမယ့်အကြောင်းအရာတွေကအကုန်လုံးတော့မပြောတော့ဘူးကွနော်အခု20အောင်ဆိုရင်များလို့ပေါ့နော်ဒါကတော့စုကို class တစ်ခုမှာတင်ဖို့ဆိုပြီးတော့ရွေပြီးတော့လုပ်ထားတာပါအဲ့တော့ပထမဆုံးလေးစအောင်စနစ်ကျတဲ့စိတ်ပေါ့ organize ဖြစ်တဲ့ mind ပေါ့နော်အဲ့ဒါကိုပြောဖို့ဆိုရှင် လူတွေကဒီနေ့မှာအခုခက်ဆိုလို့ရှိရင် ပြောမယ်ဆိုရှင် get 34 git လောက်ကိုဒီစကလုံးနေဒီမှတ်ဉာဏ်နေရအလောက်တောင်သုံးနေရတာဒါအုံနောက်ရဲ့ဝင်တဲ့ memory ပေါ့နော်အလောက်ကို process လုပ်နေရတယ်။သတင်းချက်လက်တွေက1986ခုနှစ်ကလူတွေထား90လောက်ပုံများလာတယ်။အခုကမှအရေးကြီးတာရောအရေးမကြီးတာရောဒါကြောင့်ခွဲဖို့တော့ခက်လာတယ်။အုံနောက်ရဲ့ဒီ bandwidth ဆိုတာ bandwidth ဆိုတာဒီလိုလိုင်းနေဒီလိုမျိုးသွားတဲ့ဥစ္စာတွေတပတ်အုံနောက်မှာလည်းအဲ့လိုပဲ။သူကဒီပေါ့နော်စူရီ တစ်စက္ကန့်မှာဆိုလို့ရှိရင်အဲ့ဘန်ဝဲ120ပေါ့နော်အဲ့လောက်ပဲဆိုတော့လက်ခံနိုင်တယ်အဲ့ဒါလေးကိုမြင်သာအောင်တစ်ချက်ပြမယ်ဒီမှာပေါ့နော် ဒီ120ဆိုတာသူတို့အနေနဲ့တကယ်တော့ပေါ့နော်ဒီမှာ limit နဲ့ human brain ကနေပြီးတော့ဒီ wave မှာ limit လုံးနိုင်တာ120အထိပဲအဲ120ကလူနှစ်ယောက်စကားပြောရင်ကို့အနေနဲ့ဒီနေရာလုံးတော့တစ်ခါလေးရောက်ရင်ကြားချင်မှကြားရတယ်၃ယောက်ဆိုရင်အရင် overload ဖြစ်သွားပြီစာဖတ်ရင်90ပဲတုံးတယ်လူတစ်ယောက်ကစကားပြောရင်60အထိကိုကဒါကိုတုံးတယ်ပေါ့အဲ့တော့ဗီဒီယိုကြည့်ရဆိုရင်တရာလောက်ကြီးတုံးတယ်အဲ့တော့ကို့အနေနဲ့ဒီဟာသိပြီဆိုလို့ရှိရင်ကိုကလူနှစ်ယောက်စကားပြောရင်တော့နားထောင်မှုခက်တယ်ဆိုတော့ကိုသိလာနိုင်မယ်အဲ့တော့အဲ့လောက်ထိတော့ဒါအုံနောက်ရဲ့လက်ခံနိုင်တဲ့စွမ်းရည်ပေါ့ ောက်ပြီးအုံနောက်မှာဒါကြောင့်ပေါ့နော်ဒီတခုခုဆိုရှင်ဘာလို့ထားပြောရဆို multi tasking လုပ်လို့မရအောင်ဆိုတော့သိစေချင်တာအုံနောက်က तू က neuron လေးရအလုပ်လုပ်ပေါ့က तू ဘယ်လိုမျိုးလဲဆိုတော့လက်စစ်ပုံစံမျိုးအလုပ်လုပ်တာ multi tasking ပေါ့နော်အုံနောက်ကဘယ်လိုလဲဆိုတော့ဒီမှာ network system လိုမျိုးအုံနောက်ကအလုပ်လုပ်တာအဲ့ဒီမှာဆိုရင်ဒီ circuits လေးရှိရလေဒီ lesson မှာဆိုရင်အဲ့ဒီ circuits ဒီ neuron လေးကြီးကတခု သူကဒီလိုဘက်ဘက်ဘက်ဆိုပြီးသွားတာအဲ့တော့ကို့အနေနဲ့နောက်တစ်ခုကိုလုပ်ဖို့ဆိုရင်ဒီတစ်ခုကိုဖြတ်ပြီးတော့သွားတာသူကဘက်ဆိုပြီးဟိုဘက်ကိုသွားတာမဟုတ်ဘူးဒါကိုကိုယ်သင်ရတိဖို့လိုတယ်ဆိုတော့က multi tasking ကလုံးဝလုပ်လို့မရဘူး အလုံးတစ်ခုလုံနေကြတာမြင်ရလိုက်မယ်ဒါပေမဲ့စိတ်ကနှစ်နေရဇလုံးမှာတပြိုင်တည်းရှိနေမှာမဟုတ်ဆိုတော့အုံလုံးရဲ့အလုံးလုံးပုံတွေကိုသိဖို့လိုရပေါ့ဒါကြောင့် information တွေသိမြားရဆိုရှင်ဒီ information တွေအများကြီးကိုယူနေခါလာမှာပြောချင်တာတကယ်အရေးကြီးတဲ့ information ကိုရောက်ဖို့အတွက်ကိုကဒီရှိရ information တွေအများကြီးကိုကိုကစုနေခဲ့ရဆိုတာသိဖို့လိုရတယ်အဲ့တော့မြ мян မှတ်ချင်တယ်မြ мян သိချင်တယ်မြ мян တော်ချင်တယ်မြ мян တက်ချင်တယ်မြ мян လေ့လာချင်တယ်ဆိုရင်မလိုတဲ့ information တွေကိုကောက်ကောက်စကားစစ်တက်ဖို့လိုအပ်တဲ့ခက်စနဲ့လုံနေပြီဒီအတွက်ဒီနေ့ပြောချင်တဲ့ဥစားမှာဆိုလို့ရှိရင်ဒီနေ့ခက်တွေကြောင့်ပြောမယ်အုံလုံးရဲ့အလုံးလုံးပုံကြောင့်ပြောမယ်အိမ်ရဲ့ သုံးဆောင်ပြုလုပ်ပုံ organize ဖြစ်မဲ့ပုံစံတွေကိုပြောမယ်။အဲ့တော့ကကိုယ်အနေနဲ့မလိုအပ်ဘူးလိုအပ်တယ်ဆိုတာခွဲခြားစစ်ပြပြီးတော့လိုရာတွေပဲအနာထားမလိုရာတွေဖယ်ရှားဆိုတဲ့စနစ်နဲ့သွားကြမယ်။ပထမအဆုံးကပြောချင်တာ share walk ဒီခက်က share walk ဆိုတာပါလဲဆိုတော့ aura တင်လဲကိုယ့်အကူ aura တင်ရတာ website မှာ aura တင်နေ self check out လုပ်တယ်စသည်ဖြစ်ပေါ့ grocery ကိုယ့်အကူကိုယ့်ဤတဲ့ကိုထည့်လဲကိုယ့်အကူချင်းနေအဲ့တော့ဘာဖြစ်လဲဆိုအရင်ကကလိုမျိုး ဟို follow လေးလိုက်နေရတာမဟုတ်ဘူးအဲ့ခါမှာအုံတော့ကတာမန်တက်ပို့ပြီးပုံမှန်အလုပ်လုပ်ရတာများတဲ့ခက်ဖြစ်နေတယ်ဒီအတွက်တထေးဆိုလို့ရှင်လဲဝန်ထမ်းတယောက်ကိုရိုးခိုင်းနေမှာမဟုတ်ဘူးတထေးကိုယ်တိုင်ကဇောက်ချပြီးလှုပ်တဲ့ခက်မျိုးအဲ့တော့ shadow walk တွေတိတ်များခက်မျိုးအဲ့အတွက်မလိုရတဲ့အလုပ်ပို့နေလို့မရအောင် multitasking ကလည်းခုနကပြောသလိုကိုယ့်ရဲ့ဒီအလုပ်တွေကတစ်ခု လုတ်တိုင်းမှာတခုတိတိုင်းမှာအတိတိုင်းအတိတိုင်းမှာ neuron cost လေးရှိတယ်။ကို neuron လေးကသွားတဲ့အရွေတိုင်းမှာသူဟာကုန်ကျစရိတ်ရှိတယ်။ပြောချင်တာ energy ရေကုန်နေတယ် memory ရေ save လုပ်နေရတယ်။ဒါလေးကိုသိဖို့လိုတယ်။ဒါကြောင့်ကိုရီးယား decision စီကိုလုတ်တဲ့ခါမှာဆိုရင်တာမတ်တပုတ်ပြီး decision အရန်ကို overload ဖြစ်တယ်။ဒါကြောင့်လေတချို့ပေါ့နော်အရင်တော့ဆိုရင် decision တွေကတိတ်ပြီးတော့မစင်စားရခင်မှာအခုခက်ကလေထပြီးတော့လုတ်เสียရှိရတယ်ထလုတ်ဖို့တော့မှ decision တော်တော်ချခံနေရတယ်။ ရွရွတော့ကောက်ရေချိုးမယ်ဆိုရင်တော့မှရေချိုးကအောင်မရောက်ပဲဝေ့နေတာမျိုးခံစားဘူးလားအဲ့ဒါဘာလို့လဲဆိုတော့နေ့တိုင်းဆုံးဖြတ်ရတဲ့ decisions တွေများလာတယ်ဒါမှမဟုတ် information များလာတဲ့အခါမှာရိုးရှင်းတဲ့အလုပ်လေးတခုတော့မှမလုပ်နိုင်တော့ဘူးအဲ့ဒါလေးခံစားခဲ့ရတယ်အဲ့လိုခံစားရဆိုရင်တသိန်းချက်လက်ယူနေတဲ့ဥစ္စာတွေမှာယူတင်တာကိုမယူမယူတင်တာကိုပယ်တဲ့စနစ်ကိုလုံရင်းနဲ့ကို့အုံနောက်ကောက်ပြန် train မှုလို့ရတယ်နေမို့ဆိုရင် brain rot ဖြစ်လာလိမ့်မယ် ဒါလေးသိဖို့လိုတယ်ဟုတ်ပြီအဲ့လိုမျိုးဆိုရင်စလို့ဘယ်လိုရှင်းရမလဲ external system ဖြစ်တဲ့ application တွေ share လုပ်ရတယ် list တွေလုပ်လို့ရတယ်ဥမာထားပါတော့ကိုဒီနေ့ဒါလုပ်မယ်ဆိုရင်လုပ်ရမယ့် list တွေကိုထားတာမျိုးပြီးရင် task တွေအလုပ်လုပ်တဲ့ task တွေဆိုလို့ရှင်ဒါတွေ2 year task တွေပဲတူလုပ်တာမျိုးဥမာ email တစ်ခါလဲ send နဲ့ reply ပြန်တာမျိုးစသည်ဖြစ်ပေါ့နော်ဒါလေးတွေလုပ်လို့ရတယ်နောက်ကွာကြ categorize လုပ်လို့ရတယ် categorize က အုပ်စုလေးခွဲပြီးတော့မှတ်တာစုဆောင်းတာဒါလေးဒါအသေးစိတ်ပြီးရှင်းပြသွားမယ်ပြီးရင်ကို့အတွက်ကိုယ့်ကို future plans တွေလုပ်တာပြီးရင်အကယ်လို့တစ်ခုခု failure ဖြစ်မယ်အလုပ်တစ်ခုမဖြစ်တော့ဒါအလုပ်မဖြစ်ရင်နောက်တစ်ခုဘာလုပ်မလဲဆိုတာစနစ်တွေထစထားရမယ်စနစ်တွေဟိုခက်စနစ်တွေဖြစ်လာပြီပေါ့နော်အဲ့တော့ဒါလေးကိုကိုသိဖို့လိုအပ်တယ်ဆိုတော့ကအောင်းတော့ရဲ့အလုပ်လုပ်ပုံလည်းပြောပြမယ်ဆိုတော့ primary primacy effect ဆိုတာရှိတယ်။အဲ့ဒါပါလဲဆိုတော့ဒီပထမဆုံးကိုမှတ်မိတဲ့အရာဒါဆောင်ဗီဒီယိုလေးလို့တော့5စက္ကန့်လောက်မှာစပြီးတော့မှတ်မိလောက်မဲ့အရာကိုတိုင်ပြီးပြောပြီးတော့ hook ကလေးဆွဲပြီးတော့ဗီဒီယိုရဲ့ attention ကိုရအောင်လုပ်ကြရဟုတ်။အဲ့လိုပဲလူတွေပထမဆုံးဆိုရင်မှတ်မိကြတယ်။အခန်းတစ်ခန်းထဲမှာဆရာမကစတဲ့နေဆိုရင်ပထမဆုံးရောက်လာတဲ့အကြောင်းအရာကိုမှတ်မိတယ်။ပြီးနောက်ဆုံးရောက်လာတဲ့အကြောင်းအရာကိုမှတ်မိတတ်တယ်။ပထမဆုံးအမှတ်အများဆုံးအဆင့်တန်ကိုမှတ်မိတယ်လို့နောက်ဆုံးကဘိတ်ချီကိုမှတ်မိတယ်။အဲ့ဒါဘာလို့လဲဆိုတော့နောက်ဆုံးကကျတော့ recency recency effect လို့ခေါ်တယ်။ဒါနောက်ဆုံးအရာတွေကိုမှတ်မိတယ်။ဒါအုံနောက်ရဲ့အလုပ်လို့ပေါ့။ဒါပေမဲ့အလေရောက်စာရမှတ်မိရခက်တယ်။အဲ့တော့ဒါလေးကတော့အုံနောက်ရဲ့အလုပ်ကိုလို့ပို့လဲပြောရဲပေါ့။နောက်တစ်ခုကတော့ဒီ neuro biology လဲသူစုဟိုနည်းနည်းလေးရှင်းပြခြင်းတယ်။ဆိုမှာ prefrontal cortex တို့ရဲ့ဒီအုံနောက်ရဲ့အရှိပိုင်းဒီ logical thinking နဲ့ rational decisions တွေလောက်ရအပိုင်းရှိရဲ။အဲ့ဒါနဲ့ hippocampus လို့ခေါ်တဲ့ဒီအုံနောက်အတွင်းသားမှာပဲအဲ့ဒီမှာရှိတဲ့ ထားလေးရှိတယ်။အဲ့ဒီစနစ်ကသူတို့ network ကဘာလို့ပေးလဲဆိုတော့ဒီ information တွေအကုန်လုံးကိုဇက်တိုက်မှတ်ပြီးတဲ့စနစ်ကိုသူတို့ကလုပ်တယ်။ဆိုတော့ကကိုက information တွေကိုဒါပြီးနောက်တစ်ခုနောက်တစ်ခုနောက်တစ်ခုဆိုသူတို့မှာဒီတစ်ခုတော့မှတ်ဖို့အတွက်ကိုမပြီးသေးတဲ့အချိန်မှာနောက်တစ်ခုလုပ်တဲ့အခါမှာ short term memory တွေဖြစ်လာတာမျိုးကိုတွားတွေးတတ်တယ်။အဲ့ခါမှာဒါကြောင့် social media ကိုဇက်တိုက်ကိုသုံးတဲ့သူတွေမှာလေ ခုချက်ချင်းလုပ်တဲ့ recent လုပ်နေတဲ့အရာတွေဒါပြီးရင်ဘာလုပ်ခဲ့လဲဆိုတာမိတဲ့အကျင့်လေးဖြစ်နေတယ်ဒါကိုကိုကယူဆိုင်ဖို့လိုတယ်ခုနကပြောတဲ့ category ခွဲခြားရတဲ့ဆိုတဲ့အကြောင်းကိုပြောမယ် category မှာဆိုရရစနစ်ချက်ချနဲ့ viewer ချက်ချခွဲခြားလို့ရတယ်ဥပမာ basic level ခွဲခြားတာပေါ့ဥပမာထားပါတော့ကပန်းဆိုပြီးပြောလိုက်ရင်နှင်းစီကိုတန်းတည်းရတယ်အသီးဆိုပြီးပြောလိုက်ရင်ပန်းသီးလိမ္မော်သီးမှတ်မိတဲ့ကြာအဲ့တော့ basic ကြီးပဲစုပြီးတော့ကိုက categorize လုပ်လို့ရတာမျိုးပေါ့နော် အဲ့တော့ဒါဆိုရှင်ရုံးရဲ့စာအုပ်တွေမှာကိုယ့်ကိုမှတ်ထားလို့ရတဲ့ကိစ္စတွေဥမှတ်ထားပါတော့ကွာအဲ business ဆိုပြီးပြောလိုက်ရင် HR ရှိမယ် management ရှိမယ် marketing ရှိမယ်ဒီလိုမျိုး basic တွေကိုစုပြီးတော့ organize လုပ်လို့ရတယ်ပေါ့ဒီ idea လေးကိုသိအောင်နောက်က conceptual similarity ဆိုတာပါလဲဆိုတူညီတဲ့ concept တွေကြီးပဲအကုန်စုထားတဲ့အရာမျိုးကိုပြောတာဆိုပါစို့ပေါ့နော်ဒီမှာ conceptual ဆိုလို့ရှိရင်ဒီမှာဆိုရင်ထားပါတော့ကြောင်က ချင်းတဲ့နည်းနည်းနီးစားတယ်။ကြောင်နဲ့ခွေးနည်းနည်းနီးစားတယ်။ခွေးနဲ့ wolf နည်းနည်းနီးစားတယ်။အဲ့တော့အဲ့လိုမျိုး concept လေးညင်းသွားတာမျိုးပေါ့နော်။ဒါမျိုးလေးဆိုရှင်လည်းကိုယ့်အကူမှတ်ထားလို့ရတယ်။ဒါလေးဆိုရှင်ကြည့်ပါပေါ့နော်။ခွေး wolf ကြောင်ချင်းတဲ့ဒါတွေအကုန်လုံးကလူတိုက်တဲ့သွား mammals တွေပဲစုထားတယ်။ဒီလိုမျိုး concept တူတဲ့အရာတွေပေါင်းထားလို့လည်းရတယ်။အခုဆိုရင်လည်းစုပြောနေတဲ့ဥစားကြီးဒီလို mind map တွေလောက်တာဆိုတော့ concept တူတဲ့ဥစားကြီးပဲပေါင်းထားတာပေါ့။နောက်တစ်မျိုးရှိသေးတယ်။ ad hoc categories ဆိုတာဒါပါလဲဆိုလိုအပ်တဲ့အချိန်မှာရုပ်ရည်ဖန်တီးလိုက်တဲ့ categories ဥပမာ sunscreen တို့ tower တို့ swimsuit တို့ဒါတွေကိုရုပ်ရည်တွေးလိုက်ရင်ဘာဖြစ်မလဲ or beach trip ဖြစ်နိုင်တယ်ဆိုအဲ့လိုပေါင်းတာမျိုးလည်းရှိနိုင်တယ်ဆိုတော့ကဒါတွေကိုဘာလို့ပြောနေရလဲဆိုတော့ကိုယ်အနေနဲ့ own up တွေရှုပ်နေဆိုရင်ကိုယ်စပြီးစနစ်ချမယ်ဆိုရင်ဘယ်ရချမလဲဆိုရင်ဒီလိုမျိုးစနစ် categories တွေရရှိပြီးသားဖြစ်တယ်ပြီးတော့ဒီမှာ sub subordinate levels ဆိုရှိတယ်ဒါဆိုရင် mind map နဲ့တူတယ်ဒီမှာတရိษံဆိုရင်တရိษံမှာ no type တတ်တော်ရှိတယ် ဒီမှာရေထဲမှာနေရတဲ့တသွားရရှိတယ်အဲ့တော့အဲ့မှာဆိုထပ်ပြီးတော့ခွဲတယ်ပေါ့အခုလိုပဲ mind map မှာပေါ့နော်ထားပါတော့ကဲဒါနဲ့ပတ်သက်တဲ့အကြောင်းအရာပြောမယ်ပေါ့ပြောမယ်ဆိုတော့အုံနောက်လုပ်ငန်းစဉ်အကြောင်းပြောရဲဆိုအုံနောက်လုပ်ငန်းစဉ်တွေဘာတွေရှိရဆိုခွဲချလိုက်တယ်ဒါလေးလိုမျိုးလဲစုတို့ကအုံနောက်တွေမှာ categorize လုပ်ပြီးတော့စုတို့ခွဲလို့ရတယ်ကိုယ့်ရဲ့တနေ့တာတွေစီစဉ်လို့ရတယ်ဆိုရဘူးဒါကို concept လေးပိုင်ဝအောင်အရင်ဆုံးပြောတာဖြစ်တယ်အဲ့တော့ကနောက်ထပ်ဒီထဲမှာဆိုပြောချင်တဲ့ဥစ္စာရှိရဲ David Allen ရဲ့နီလန်းလေးရှိတယ်အဲ့မှာနံပါတ်1က D လေးလုံးပေါ့နော်နံပါတ်1က do it မနဲ့အနေငယ်ပဲကြာရဲကြာရင်ချက်ချင်းလို့ပြောချင်တာ2 minutes လောက်ပဲကြာပြီးတော့ချက်ချင်းကောက်လုပ်တဲ့ဥစားမျိုးချက်ချင်းကောက်လုပ်တာမျိုးပေါ့နောက်တစ်ခါကျတော့ delegate delegate ဆိုတာကျတော့ကိုယ်အနေနဲ့သူမြောက်လက်လွတ်လို့ရရင်လက်လွဲပြီးတော့လုပ်တာမျိုးလို့ပါနောက်တစ်ခါကျ tougher tougher ဆိုတော့နောက်မှလွတ်လို့ရပြီးတော့ကိုယ့်ကိုစီစဉ်လို့ရတာစီစဉ်ဒါမှမဟုတ် drop it မလိုအပ်တာကိုဖယ်ရှားဆိုတဲ့ဥစားမျိုး ਨੇ ကိုဟာ decision stay ကိုရဲ့လုံဆောင်ချက်တွေကိုလုပ်လို့ရတာလေးရှိတယ်အိမ်မှာဆိုရင်လဲထိုးအတူပဲပေါ့နော်အိမ်ရပစ္စည်းလေးမှာဆိုလို့ရှိရင်ကိုဟာလေး ဥပမာထားတော့တွေပဲနားထားတယ်လေအပြင်ထွက်တဲ့တကားနာမှာထားတာရောအဲ့ designated place ကို design နဲ့ကို rule စီကိုနေရာပေါ်မူတည်ပြီးချမှတ်ထားတယ်လေအဲ့တော့မှကိုဟာမှတ်မိလွယ်တာနောက်တစ်ခုကလေအိမ်မှာဆိုရင်လေလူတွေကအယံအောင်ပစ္စည်းလေးပျောက်တတ်တဲ့အချင်းလေးရှိအဘာလို့လဲဆိုတော့လေအဲ့ဒီပစ္စည်းတွေမှာဥမာထားတော့ကမျက်မှန်တို့တော့ပျောက်တတ်ပေမဲ့သွားတိုက်တံမပျောက်တတ်တာဘာလို့လဲဘာလို့လဲဆိုတော့သွားတိုက်တံသွားတိုက်တဲ့နားမှာပဲရှိရဟုတ်တယ်မလားအဲ့တော့အိမ်ကရှုပ်ရှုပ်ပဲဖြစ်စေဘလို့ပဲဖြစ်စေပုံမှန်ထိုက်ထားကရှိရနေရဆိုအုံတော့ကမှတ်မိတယ် ဒါပေမဲ့ထားလိုက်ထားတာမရှိဘဲနဲ့ပုံမှန်ပြောက်လို့ရှိတဲ့ပစ္စည်းတွေဆိုရင်မှတ်မှတ်မိတော့နောက်ဆုံးတဏှာရဲထိုင်တော့မှတ်မှတ်မိတတ်တော့ဘာလို့လဲဆိုတော့ပုံမှန်ပြောက်လို့ရှိလို့ဒါအုံနောက်ရဲ့အလုပ်လုပ်ပုံပေါ့နော်အဲ့ဒါတွေကို ကိုကနားလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ organize လုပ်ဖို့ပေါ့ကိုကိုတပြင်းနဲ့တိလာနိုင်တာပေါ့ဥပမာထားပါတော့ဒီလိုဆိုရင်ကိုယ့်ရဲ့ glasses တွေဆိုရင်တနေရာထဲထားတာမျိုးပတ်စံတွေတနေရာထားတော့တနေရာထားဒါမျိုးတွေကိုလုံးတင်တယ်ပေါ့နော်ထို့တူပဲကိုယ့်ရဲ့ angie ဆိုရှင်လဲထားပါတော့ underwear စီပင်တာထားမလဲအပေါ်က top စီတနေရာထားရဲစသည်ဖြင့်ဒီလို categorize လုပ်ခြင်းဟာစိတ်ကိုတော်တော်လေးကိုရှင်းလင်းစေတယ်ဆိုတဲ့အကြောင်းအရာလေးသူပြောထားတာလေးရှိပါတယ်အဲ့တော့ ဟိုဒါကတော့သူ့ရဲ့ဒီ organize အကြောင်းနေမှာဒီ the organize mind ဆိုရဲစာအုပ်ကလည်းပါဝင်တာဖြစ်တယ်လို့ကိုယ့်အကိုစု psychology တက်နေတော့ဒီအကြောင်းကနေပြီး neuro science ရဲ့အကြောင်းအရာလေးထည့်တဲ့အခါမှာဆိုလို့ရှိရင်လည်းပေါင်းပြီးတော့စုထည့်ထားလေးရှိပါတယ်ဆိုတော့ကကိုယ့်ရဲ့တဏှိတာမှာရှင်းလင်းခြင်းနဲ့အတွေးခေါ်ကောင်းခြင်းနဲ့ပြီးတော့စနစ်ကြခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုမျိုး categorize နည်းလမ်းတွေသုံးလို့ရတယ်လို့စုယုံကြည်တယ်အဲ့တော့ဘယ်အချက်လက်ကကိုယ်အကျိုက်ဆုံးအချက်ဖြစ်မလဲ comment မှာရေးခဲ့လို့ရရေးခဲ့ပေးပါအောင်အဆင်ပြေတာရတဲ့နေ့လေးဖြစ်ပါစေတတ်တာ